အခုဒီဗီဒီယိုကြည့်နေတဲ့အချိန်မိတ်ဆွေတို့လုပ်နေတဲ့အရာတွေအားလုံးကိုခဏလောက်ဘေးနားလေးမှာထားပြီးဆိုမှရက်ထားလိုက်ပါဒီနေ့တနေကုန်လုတ်ခဲ့တာတွေအားလုံးကိုတစ်ချက်လောက်ကျွန်တော်တို့တွေပြန်ပြီးဆိုမှအကုတ်ကုတ်ကိုတွေးကြည့်ရအောင်ကျွန်တော်တို့ဘာလို့ဓာရီကိုလုတ်နေရလဲအပေါ်ယံတွေးတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုအတွင်းကြကြရောက်တဲ့အထိကုတ်ကုတ်ကိုပြန်ပြီးဆိုမှတွေးကြည့်စေချင်ပါတယ်စိတ်မပူပါနဲ့ဒီမီးကိုမေးခိုင်းတာကကျွန်တော်တို့ရဲ့အတွေးတွေကမှားနေလားမှန်နေလားဆိုတာကိုဆုံးဖြတ်ပေးဖို့အတွက်တော့မဟုတ်ပါဘူး ဒီဗီဒီယိုမှာပေးချင်တာတစ်ခုကတော့ကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့အလုပ်တွေအပေါ်မှာဘယ်လိုမျိုးတွေးလို့ရလဲဆိုတာကိုပြန်ပြီးစဉ်းစားစီခြင်းရုံလေးပါကျွန်တော်တို့နေ့တိုင်းနေ့တိုင်းဘာလို့နိုးထလာရတာလဲဘာလို့အလုပ်တွေလုပ်နေရတာလဲကျွန်တော်တို့စိတ်ထဲမှာရောဘာတွေဖြစ်နေလဲဒီလိုမျိုးကိုယ့်ရဲ့ရွေးချယ်မှုတွေကိုအတွင်းကြကြပြန်တွေးနိုင်ဖို့ကဒီဗီဒီယိုရဲ့အတိအကျရည်ရွယ်ချက်ပါဒါဆိုရင်အုံနောက်ကိုအလုပ်စပေးဖို့အတွက်နိုးလိုက်ရအောင်စားစားကျွန်တော်တို့ဒီနေ့မနက်ကစားခဲ့တယ် မနှက်စာကိုပထမဆုံးစစ်ကူးထဲမှာပြန်ပြီးစဉ်းစားကြည့်လိုက်ပါအောင်အတုတ်ဆုံးလားမုံဟင်းကားလားထမင်းကျော်လားဒါမှမဟုတ်လဖိအင်းနဲ့ဤကြခွေးလားတချို့ရက်တွေဆိုရင်ဘာမှကိုမစားနိုင်ပဲနဲ့အချိန်မရှိလို့အလုပ်ကိုတန်းသွားပြီးဆိုမှအလုပ်လုပ်ခဲ့ရတဲ့နေ့တွေလည်းရှိတယ်ကျွန်တော်တေချာပြန်ပြီးတော့စဉ်းစားကြည့်ရအောင်ပါဘာလို့ကျွန်တော်တို့မနှက်စာကိုစားတာလဲဟာနေတဲ့ဝမ်ဘိုက်ကိုဖြည့်ချင်ုံတက်တက်လားဒါမှမဟုတ်ထမင်းမှာပါတဲ့တန်တက်ဗီတာမင် B နဲ့သူရကောင်းစေတာကိုသိလို့လား မုံဟင်းကားဟင်းရည်ကနေရတဲ့ပရိုတင်းနဲ့အိုမီဂါ3ကြောင့်လားအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေရောဒီနေ့စားခဲ့တဲ့မနက်စာကဘာလို့စားခဲ့တာလဲတခြားရည်ရွယ်ချက်တွေရောရှိအောင်မလားဒီလိုမျိုးမနက်စာတွေအပြင်ကငားနဲ့ပတ်သက်ပြီးကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တစ်ခုလောက်ပြောချင်ပါတယ်ကျွန်တော်မြန်မာလူမျိုးတွေကငားကိုစားပြီးဆိုရင်ဘယ်လိုမျိုးစားကြလဲကြော်ပြီးစားမလားချက်ပြီးစားမလားဒါမှမဟုတ်ပေါင်းစားမလား ကျွန်တော်မြန်မာလူမျိုးအများစုကအသားငါးရီစားပြီးဆိုရင်တေချာကြအောင်ချက်ပြီးကြော်ပြီးမှစားပြကြတာများတယ်။ငါးကြော်ဆိုရင်လည်းကျွတ်ကျွတ်လေးဖြစ်နေမှကြိုက်တာဆိုတဲ့လူတွေကတက်တက်ကိုရှိတယ်။ဒီလိုမျိုးငါးတစ်ခေါင်ကိုကျွန်တော်တို့စီပြင်းပြင်းနဲ့အပူထဲမှာကြော်လိုက်တယ်ဆိုရင်ဒီငါးတစ်ခေါင်မှာပါတဲ့ဗီတာမင်နဲ့အိုမီဂါ3တွေကညှော့နှဲသွားတာများပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ကထုတ်ပြန်ထားတဲ့စစ်တမ်းအရဆိုရင်ငါးတစ်ခေါင်ကိုကြော်လိုက်တယ်ဆိုရင် အဲ့ဒီငါးမှာသဘာဝအရပါလာတဲ့ omega 3 level က20ကနေ50ရာခိုင်နှုန်းလောက်အထိကိုညော့ချသွားသလို vitamin D ကိုလည်း40ရာခိုင်နှုန်းလောက်အထိညော့နေသွားတတ်ပါတယ်ကျတော့စီပြင်းပြင်းနဲ့ကျွတ်ကျွတ်လေးဖြစ်အောင်ကြော်လိုက်တဲ့အချိန်မှာစားရတဲ့အရသာကတော့ပိုပြီးဆိုမှကောင်းရင်ကောင်းသွားမယ်ဒါပေမဲ့ကျွန်တော်တို့စားလိုက်တဲ့ငါးကနေရလာတဲ့အာဟာရဓာတ်တွေကိုအပြည့်အဝတော့မရရှိနိုင်တော့ပါဘူးဂျပန်လူမျိုးတို့ကိုရီးယားလူမျိုးတို့အရှေ့အာရှနိုင်ငံတွေကအစပေါ့ဥရောပရဲ့မြောက်ဖက်အချမ်းမှာရှိတဲ့ ဒီ Norway တို့ Denmark တို့ Sweden တို့လို Scandinavian နိုင်ငံတွေမှာဆိုရင်သူတို့တွေကပင်လယ်နဲ့နီးတဲ့အတွက်ကြောင့်သူတို့စားတဲ့ငါးတခေါင်ကနေရမယ့်အာဟာရဓာတ်တွေအလုံးအပြည့်အဝရကျင်လို့ကျွန်တော်တို့စားရှိမိတွေပါလေလိုမျိုးပေါ့နော်အစိမ်းစားတာမျိုးတွေတောင်မှရှိပါတယ်ဒီနေရာမှာငင်းချက်ထုတ်လို့ရတာသူတို့စားနေကြတာဆယ်မွန်တို့တူနာတို့လိုမျိုးငါးတွေဖြစ်နေတာဆိုရင်ကျွန်တော်တို့အဖိုးအဖွားတွေရောဆယ်မွန်တို့တူနာတို့ဖမ်းမိခဲ့တယ်ဆိုရင်အစိမ်းစားကြမယ်လို့ရောထင်တာ အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့နိုင်ငံမှာဆိုရင်အသီးအရွက်တွေအသီးအနှံတွေဆိုရင်တုပ်စားတာမျိုးကြော်စားတာမျိုးပြုတ်စားတာမျိုးတွေအမျိုးမျိုးလုပ်ပြီးတော့မှစားတတ်ကြတယ်။ဟင်းသီးဟင်းရွက်မှာပါတဲ့ဓာတ်တွေကစီအပူနဲ့ထိတဲ့အခါမှာအဲအရွက်ထဲမှာပါတဲ့ဓာတ်တွေကတပွက်ကြော်ကြော်လောက်ထိပျက်ကျသွားတယ်ဗျ။ဒီအချက်ကိုသတိမပြုမိဘဲနဲ့ကျွန်တော်တို့တွေကနေ့စဉ်နေ့တိုင်းစားတောက်ခဲ့ကြတာကဆယ်စုနှစ်ဘယ်နှခုလောက်ရှိပြီလဲဆိုတာကိုပြန်စဉ်းစားကြည့်လို့ရတယ်။ဒါကအစားအသောက်နဲ့ပတ်သက်တဲ့အပိုင်းမှာ ျွန်တော်ဘီယာမာဆိုရင်လေအရက်တေစာဆိုတာ၅ဘာတီလာကိုချိုးဖြတ်တဲ့အရာဆိုပြီးဆိုမှသတ်မှတ်ထားကြတာအဟိုးရင်ကလေးရပါဒါပေမဲ့ဘီယာတစ်ခွက်မှဆိုရင်လေကျွန်တော်တို့ခန္ဓာကိုယ်အတွက်ကျန်းမာရေးအတွက်ကောင်းတဲ့အရာတွေရလေအများကြီးရှိပါတယ်နေ့လစားပဲဖြစ်ဖြစ်ညစားပဲဖြစ်ဖြစ်တခုခုအဲ့လိုမျိုးမစားခင်မှာဘီယာကိုတောက်ပေးတာအစားစားတဲ့ခါမှာပို့ပြီးဆိုမှမြင်ရရှက်ရအရသာပို့ရှိစေတယ်ဘီယာမှာပါတဲ့မှုရောကြောင့်ဘို့လို့ဗီတာမင် B ဓာတ်ကိုလည်းရတဲ့အပြင်ဟုတ် လိုသွေးအားကောင်းတာမျိုးတွေနှလုံးအားကောင်းတာမျိုးတွေအရိုးတွေပါပိုပြီးတန်မာစေတာမျိုးတွေရှိပါတယ်အရန်အေးတဲ့နိုင်ငံတွေမှာဆိုရင်ဥပမာဒီ red shark တို့ခုနကကျွန်တော်ပြောတဲ့ Scandinavian နိုင်ငံတွေမှာဆိုရင်ဘီယာကိုအေးတန်ကိုအန်တူဖို့အတွက်ကိုသူတို့တွေကတောက်ကြတာအရန်ပူတဲ့နေရာမျိုးတွေမှာဆိုရင်လည်းဘီယာကိုအပူတန်ကာကွယ်အောင်လို့ဆိုပြီးတောက်ကြတာမျိုးတွေလည်းရှိတယ်ဥမာ မန်စီးရီးကတိုက်စင်မှုဟာလန်လိုမျိုးပေါ့နော်သူကနော်ဝေနိုင်ငံကသူဆိုရင်တာမန်လူတယောက်ထက်ကိုခန္ဓာကိုယ်ကနှစ်ဆလောက်ပိုပြီးကြီးထွားနေတာအဲသူကိုယ်တိုင်ကအာကစားသမားဘောလုံးသမားတယောက်ဖြစ်နေတာမျိုးကြောင့်လဲပါကောင်းပါနိုင်တာပေါ့နော်အခုလို့ပြောတာဘီယာကိုအမြဲတမ်းတောက်နေဖို့အတွက်ကျွန်တော်ပြောပြတာမျိုးတော့မဟုတ်ပါဘူးအရာရာဆိုတာတန်ဆေးလွန်ပေးရှိတယ်လို့မျိုးတရက်မှာနှစ်ခွက်ထပ်ပို့ပြီးဆိုမှတောက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက်ကောင်းကျိုးဆိုတာထက်ဆိုးကျိုးဖြစ်နိုင်တဲ့ဘက်ကိုများဦးကလှဲ့တယ် ဘီယာအမြဲတောက်တာတော့ကျွန်တော်တို့ရွှေနှုတ်တင်ကအရန်ချောတဲ့ကောင်လေးတွေကောင်မလေးတွေကအာမပေးပါဘူးဗျ phones ဒီလိုမျိုးကျွန်တော်တို့ဖုန်းတွေကိုဘယ်ချိန်ဘယ်ခါမှမသိပဲနဲ့အလိုလိုဝင်လာတဲ့ notify တွေရောကျွန်တော်တို့မလွတ်တမ်းကြည့်ကြရမှာမဟုတ်လားဥမာကျွန်တော်စီကိုအရေးကြီးတဲ့ message များဝင်လာမလားဒါမှမဟုတ်ကျွန်တော်တင်ထားတဲ့ post ကို like တွေကဘယ်လောက်ရနေပြီလဲ comment ဘယ်သူလာမှန်သွားလဲဘယ်သူတွေ share လဲဆိုတာမျိုးတွေပေါ့ဗျာဒီလိုမျိုးအတွေးတွေနဲ့ကျွန်တော်တို့လူသားတော်တော်များများကဝင်ကြည့်ရကြတာများပါတယ် တွေးရှိထားတဲ့စာတန်းတွေအရာဆိုရင်တော့ကျွန်တော်တို့လူသားတွေကတရက်တာအတွင်းမှာဖုန်းကိုအချိန်150ဆီကနေ200လောက်အထိကိုဝင်ကြည့်ပြတယ်လို့ပြောထားပါတယ်အဲ့ဒီတရက်အတွင်းမှာလည်းဘယ်လို TikTok တို့ Facebook တို့ X တို့ Twitter ပေါ့နော်ပြီးတော့ YouTube အဲ့ဒီ social media platform တွေကို9နာရီလောက်အနည်းဆုံးကြီးပြကြတယ်လို့လည်းဖော်ပြထားသေးတယ် ဥပမာကျွန်တော်တို့ TikTok တွေဘာတွေဝင်ကြည့်ပဲဆိုရင်အဲ့လို scroll down scroll down လုပ်ရင်းနဲ့တပုတ်ပြီးတပုတ်ဘလို့မျောဝါမှမသိပဲနဲ့အချိန်တနာကြီးကဘလို့ဘလို့ကုံဝမ်းမန်းတောင်ကျွန်တော်တို့မသိလိုက်တာမျိုးတွေဖြစ်ပူးကြလားအစိုးဆုံးကကျွန်တော်တို့ပေးလိုက်ရတဲ့တနာကြီးစာအချိန်အတွင်းမှာတိပညာဗဟုသုတတွေဘလောက်များကျွန်တော်တို့အတွက်ပြန်ရလိုက်လဲဆိုတဲ့မေးခွန်းပါတွေးကြည့်ဘူးလားမသိဘူး အချိန်ဖြုန်းညင်အောင်တတ်တတ်နဲ့ဖုန်းသုံးတာဆိုရင်တော့ဒီအချက်ကရေရှည်အတွက်တော့ကောင်းတဲ့အလေအထားတစ်ခုလားဆိုတာကတော့မေးခွန်းပြန်ထုတ်သင့်နေပါပြီ။ဒီပညာတိုးတက်လာတဲ့ဒီဘက်ခင်မှာဖုန်းနဲ့လူနဲ့ကခွဲထားလို့မရပါပဲ။အဲ့ဒီဖုန်းရောက်မယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ကျွန်တော်တို့ရဲ့ကြားထဲမှာအဆက်အသွယ်ပြတ်လာပြီးတော့တငယ်ချင်းတွေနဲ့တွေ့ကျင်လို့လက်ဖေးဆိုင်ထိုင်ကျင်လို့မှုံသွားစားကျင်လို့ချိန်းနေဆိုမှဖုန်းကြည့်ပြီးပြန်လာရတဲ့အခါမျိုးတွေလည်းကြုံနေကြရတယ်မဟုတ်လား။ကျွန်တော်ဖုန်းရောက်မယ်မျက်လုံးတွေမှုံလာတယ်အေးရေးပြတ်တာမျိုးတွေဖြစ်လာတယ်။ လေပင်းနဲ့ကြော်ရိုးနာတာမျိုးတွေအပြင်ဆိုရှယ်မီဒီယာကနေပြီးဆိုမှသူများတွေပျော်နေတာကိုကြည့်ပြီးဆိုကိုယ်တိုင်မပျော်ရတဲ့အတွက်သူတို့နေတဲ့ဘဝမှာမနေနိုင်ရတဲ့အတွက်သူတို့ကြင်တာသူတို့ဝတ်တာသူတို့စားတာတွေကိုကျွန်တော်တို့မလုံနိုင်ရတဲ့အတွက်ဆိုပြီးဆိုမှပြန်တွေးရင်းနဲ့ကြာလာရင်စိတ်ဒဏ်ရာတွေပါရလာတယ်အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေရောဒီဖုန်းကြည့်တာများလို့ဘလူးကျမ်းမာကြီးပြဿနာတွေကြုံခဲ့ရပြီးပြီလေခဏလောက်ထိုင်ပြီးဆိုမှတေချာတွေးကြည့်စေချင်ပါတယ်ဆိုရှယ်မီဒီယာတွေကြည့်ပြီးဆိုမှကျွန်တော်တို့ဘာရလိုက်လဲ ကျွန်တော်ပေးလိုက်ရတဲ့အချိန်တွေကတော့တန်ရဲ့လားဆိုတာမျိုးတွေကိုအရင်နောက်မကြခင်မှာပဲကိုကိုကိုပြန်ပြီးမေးမြန်းဖို့အတွက်ကလိုအပ်လာပါပြီအဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဝယ်တဲ့ဝတ်တဲ့အဝတ်အစားတွေနဲ့ပတ်သက်ပြီးဆိုမှအမေကုန်းတွေကလည်းပြန်မေးသင့်တာမျိုးတွေရှိပါတယ်အင်းကြီးတထဲကိုကျွန်တော်တို့ဝယ်ဖို့အတွက်စဉ်းစားတဲ့အခါမှာကိုကိုကိုဘာကိုအရင်မေးမိကြလဲများသောအားဖြင့်ကတော့ဒီတစ်ခုကကိုနဲ့လိုက်မလိုက်ဆိုတဲ့အချက်တစ်ချက်တည်းနဲ့ပဲဖြစ်မယ်ထင်ပါတယ် ါမဲ့နည်းနည်းတော့အတွင်းကြကြတွေးကြည့်ရမယ်ဆိုရင်တော့ဘာလို့ဒီအင်းကြီးကိုဝယ်ရတာလဲဒီပေါင်းမီကိုဝယ်ရတာလဲကိုကိုကိုကြည်ကောင်းဖို့အတွက်တခုတည်းလားဒါမှမဟုတ်စိတ်ချမ်းသာဖို့လားအဲကြွားဝစရာဂုံစားစရာတခုကြောင့်လားဒါမှမဟုတ်ရင်ပတ်စံနေပေါ်နေလို့ဒီတိုင်းကိုဝယ်တာလားအခုခေတ်ဆိုရှယ်မီဒီယာမှာအပြိုင်ဆိုင် post ကိုစီနဲ့တင်လာကြတဲ့ခေကြီးမှာနာမည်ကြီးတဲ့ brand တစ်ခုကိုရွေးချယ်တာတဲ့ကိုနဲ့အဆင်ပြေမပြေကိုကြည်ပြီးဆိုမှတေချာဝယ်ယူတဲ့လူကတော်တော်လေးကိုရှားနေပြီ brand တွေကိုပြန်ပြီးကြည့်မယ်ဆိုရင်လည်းသူတို့ရဲ့ထုတ်လုပ်မှုတော်တော်များများပုံမှန်တကယ်ပေးဝယ်ရတဲ့ဈေးထက်ကို၃ဆလောက်တင်ပြီးတော့ရောင်းနေကြတာပါအဲတချို့ဆိုအဲ့ဒါထက်တော့များပါသေးတယ်ဒါဆိုရင်ပစ္စည်းတစ်ခုရဲ့အရေးအသွေးထက်အဲ့ဒီ brand ရောက်မယ်ဈေးကိုအဆမတန်ပေးနေရတာမျိုးဖြစ်နေပါတယ် ကျွန်တော်တို့ဝယ်တဲ့အဝတ်အစားဒါမှမဟုတ်ပစ္စည်းတစ်ခုခုရဲ့အရေအသွေးတစ်ခုတည်းကိုပဲကြည်ပြီးရွေးမယ်ဆိုရင်တော့ဒစိမ့်မပါလေအဲ့ဒီအင်းကြီးကနှစ်နှစ်လောက်ဝတ်လို့ရမယ်ပစ္စည်းကလည်းနှစ်နှစ်လောက်သုံးလို့ရမယ်ဆိုရင်အပေးရတဲ့ဈေးကလည်းကွာသွားမယ်ဆိုရင်တေချာပြန်စဉ်းစားကြည့်ပါငါကအင်းကြီးကိုဝယ်နေရလားအဲ့အင်းကြီးပေါ်မှာရိုက်နှိပ်ထားတဲ့ brand ကိုဝယ်နေရလားအဖြေတစ်ခုတော့ထွက်လာလိမ့်မယ်လို့ထင်ပါတယ် ။နောက်ထပ်မေးခွန်းတွေကတော့ကျွန်တော်တို့ရဲ့တနေ့တာမှာအချိန်အများဆုံးပေးရတဲ့လုပ်ငန်းဝင်နဲ့ပတ်သက်တဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။တရက်ပြီးတရက်အလုပ်ကိုသွားဖို့အတွက်အလုံစော်ဆုံးအရာဘာဖြစ်မယ်လို့ထင်လဲ။လကုန်ရင်ရမယ်လစားကြောင်းလား။ဒါမှမဟုတ်ကိုကိုတိုင်ကဒီအလုပ်ကိုတကယ်လှုပ်ချင်လို့သွားတာမျိုးလား။မနက်ခင်းတိုင်းမှာငါအလုပ်ကိုရောက်ရင်တော့ဘာတွေလုပ်မယ်ဆိုပြီးခေါင်းထဲမှာတည်တည်ချာချာပုံပေါ်လာရင်တော့ကံကောင်းတဲ့လူတန်းစားတွေမှာပါတယ်လို့ပြောလို့ရတယ်ဗျ။ဒါပေမဲ့အခုလက်ရှိကဘာပေါ်မှာတော့အဲ့လိုမျိုးကံကောင်းတဲ့အချိုးအစားကနည်းမယ်လို့တော့ထင်ပါတယ်။ နောက်ထပ်တစ်ခုကတရက်ပြီးတရက်အလုတ်သွားတယ်အလုတ်ပြန်တယ်ကကားပေါ်မှာပဲအချိန်တွေကကုန်သွားတယ်ကုန်သွားတဲ့အချိန်တွေကလည်းကိုယ့်အတွက်အကျိုးမရှိတယ်လို့မျိုးခံစားနေရလားကျွန်တော်တို့အလုတ်သွားလုတ်ကားမဲ့အလုတ်ကမနက်9:00နာရီမှာစတာဟုတ်အိမ်ရနေပြီဆိုမှ6:00နာရီလောက်ကလေးထားတယ်ပြင်းနေစင်းနေဆိုတာမျိုးတွေကမြို့ပြမှာနေနေတဲ့သူတွေအတွက်တော့တကယ်ကိုငရဲတစ်ခုလိုပါပဲကျွန်တော်တို့ရဲ့တရက်တာ24နာရီမှာကားပေါ်မှာပဲကျွန်တော်တို့ရဲ့အချိန်3နာရီလောက်ကိုတချင်းလေးနားထောင်ဖို့အတွက်နှကြက်လေးတက်ပြီးရှူကင်းနေကြည်ပြီးကုံဆုံးနေမိပြီလား တရက်ကို2နာရီ3နာရီလောက်ကားပေါ်မှာပဲကုန်နေရတာတပတ်မှာဆိုရင်15နာရီတောင်ဗျအဲတလားဆိုရင်နာရီ60ရက်နဲ့ပြန်တွက်မယ်ဆိုရင်တလားကို3ရက်နီးပါဘာမှမလုပ်ဘဲနဲ့ကျွန်တော်တို့ကနှကြက်တက်ပြီးဆိုမှကားပေါ်မှာထိုင်ပြီးကုန်ဆုံးနေရတာဗျအဲ့ဒီလိုအချိန်ဒီမှာကျွန်တော်တို့ဘဝအတွက်တိုးတက်မဲ့အရာတွေကိုတေချာလှိလာမယ်ဆိုရင်အများကြီးအကျိုးရှိနိုင်တယ်ဥပမာပြောရရင်ကို့အနာဂတ်လုပ်ငန်းအတွက်အထောက်အကူဖြစ်မဲ့အရာမျိုးကျန်းမာရေးနဲ့ပတ်သက်ပြီးတီးတဲ့အချက်တွေနဲ့တခြားဘဝတုဒ္ဒရာတွေကိုဘတ်စကားစီးနေရင်လည်းလှိလာစီးဘူးလို့ရတယ် စကေးအစ်စ်တွေလေ့လာဖို့အတွက်ဆိုရင်နိုင်20ရနေ200လောက်အထိကအချိန်ပေးရလိမ့်ရှိတယ်။အဒါကိုတရက်ပြီးတရက်ဘတ်စကားပေါ်မှာကုန်နေရတဲ့အချိန်တွေကနေတလားဆိုရင်ကိုနိုင်60ရှိနေပြီဆိုတော့လေးလအတွင်းမှာပဲစကေးအစ်စ်တစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင်ကျွန်တော်တို့လေ့လာလို့ရတယ်ဆိုတာကိုတော့မမေ့ထားသင့်ပါဘူး။ဒီလိုမျိုးကားစီးနေတဲ့အချိန်မျိုးတွေအပြင်ကိုယ့်ရဲ့အားလက်ချိန်တွေကိုအရေးသွေးရှိရှိနဲ့ကုန်ဆုံးနိုင်ဖို့အတွက်ရွှေနှုတ်မှာအချိန်တွေကိုအကျိုးရှိရှိအသုံးချလို့ရပါတယ်။ ရွှေနှုတ် application မှာဆိုရင်ကိုယ့်ရဲ့အတွေးဆိုးတွေတဲ့ကရုံထွက်နိုင်မဲ့ change your thinking ပိုကောင်းတဲ့ဘဝတစ်ခုပိုပျော်ရွှင်ရတဲ့ဘဝတစ်ခုကိုရဖို့အတွက် good vibe good life ဆိုတဲ့ရှင်သန်နေရတဲ့အတိတ်ပဲကိုတေချာရှာဖွင့်နိုင်ဖို့အတွက်4000 week စတဲ့အနည်းချုပ်စာအုပ်တွေကိုအတန်နဲ့ရောစားနေပါတွားရောက်ဖတ်ရှုနားဆင်ကြည့်လို့ရနေပြီပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အနာဂတ်နဲ့အမြင်တွေကိုပြောင်းလဲသွားစေနိုင်မဲ့ Psychology of Money ဆိုတဲ့စာအုပ်မျိုးတွေအပြင်ကိုလက်ရှိနေထိုင်မှု ဘဝပုံစံကိုပြောင်းလဲခြင်းတဲ့သူတွေအတွက်ဆိုရင်တော့ The Mountain is You လိုမျိုးစာအုပ်တွေလည်းရှိနေပါတယ်။အဲဒါကြောင့်မို့လို့ကျွန်တော်တို့တနေ့တာမှာရတဲ့အချိန်နည်းနည်းလေးတည်းကနေပဲစာအုပ်ဖတ်ဖို့အတွက်အချိန်မရှိဘူးဆိုတဲ့သူတွေအတွက် Play Store နဲ့ App Store မှာ download သွားဆွဲပြီးဆိုမှအခုပဲရှင်တို့ application ထဲမှာစာတွေသွားဖတ်ဖို့အတွက်ထပ်မံတိုက်တွန်းလိုက်ပါတယ်။ Smoking Kill Negative အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ Secret တောက်ကတာကြိုက်တဲ့လူပါလား။ပါလေဆိုရင်တော့တရက်ကို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 ဆက်လိုက်ဗနလေးလောက်တောက်ဖြစ်နေတယ်လို့ပြန်မေးဘူးလားခင်ဗျလေးလိတ်လားငားလိတ်လား ဒါမှမဟုတ်ဆယ်လိတ်ကျော်လာဘယ်နှလိတ်ပဲတောက်တောက်အဲကျွန်တော်ဒီဗီဒီယိုထဲမှာတော့အပြစ်မပြောပါဘူးအပြစ်တင်မှလည်းမဟုတ်ပါဘူးဒါပေမဲ့ထောက်ပြကျင်တာကိုကိုကိုပြန်ပြီးဆိုမှမေကွန်ထုတ်စီကျင်တာတခုတော့ရှိတယ်ကျွန်တော်တို့နေ့စဉ်နေ့တိုင်းတောက်တဲ့ဆလိတ်တွေထဲမှာဘယ်နှလိတ်လောက်ကကိုတကယ်တောက်ချင်လို့တောက်လိုက်တာလဲဆိုတာမျိုးရောစဉ်းစားမိဘူးလားတချို့ကကြတော့ဘာမှလှုပ်ဆရာမရှိလို့ဒီတိုင်းတောက်တယ်တချို့ကြတော့လေအချိန်မြန်မြန်ကုန်ကျင်တာအကြောင်းမို့လို့ဆက်လိတ်ကိုတောက်တယ် တချို့ကြပြန်တော့လေအတွေးတွေကိုလေးနက်ခြင်းလို့ဒါမှမဟုတ်အတွေးတွေကိုရှင်းထုတ်ပြခြင်းလို့အဲ့ဒီလိုမျိုးရည်ရွယ်ချက်တွေအမျိုးမျိုးနဲ့ကျွန်တော်တို့တွေဆက်လက်တောက်ကြပါမယ်တခါလီကြပြန်တော့လေမျက်စိရှိမှတွေ့နေရလို့တောက်ချင်စိတ်မရှိပဲနဲ့လက်ထဲကိုသူ့အလိုလိုရောက်လာတဲ့အခါတွေလည်းရှိပါတယ်။တိတာဥပမာပေးရမယ်ဆိုရင်ဘတ်စကားဂိတ်မှာကားစီးကိုစောင့်နေတော့ဘေးနားလေးကကွန်းရဆိုင်မှာဆက်လိတ်ဘူးကိုမြင်လိုက်လို့တောက်မိလိုက်တာမျိုးလို့ပေါ့။ပြီးခဲ့တဲ့2024ခုနှစ်က Statista ကနေစစ်တမ်းတစ်ခုထုတ်ပြန်တယ်။ အဲ့ဆက်တန်းနေမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအရွယ်ရောက်ပြီးတဲ့လူတွေရဲ့၄စနစ်တသမ၄ရာခိုင်နှုန်းကဆက်လက်တောက်ကြတယ်။လူ၅ယောက်မှ၂ယောက်ကဆက်လက်တောက်တယ်ဆိုတဲ့အထိပ္ပာယ်ပါပဲ။အထူးသဖြင့်အမျိုးသားတွေကျွန်တော်မြန်မာနိုင်ငံအမျိုးသားတွေရဲ့68ရာခိုင်နှုန်းလောက်ကဆက်လက်တောက်ကြတယ်ဆိုပြီးသူကဖော်ပြထားတယ်။အဲ့ဒီစစ်တမ်းတွေရာဆိုရင်တော့အလွယ်တကူရလို့တောက်လိုက်ရင်လည်းဆက်လက်ကိုဆွဲသွားတဲ့တာရကတွေကတော်တော်များတယ်။ဒါဆိုရင်နောက်ထပ်ဆက်လက်ကိုမီးထပ်မညိခင်မှာငါဘာလို့ဒီဆက်လက်ကိုတောက်မှလဲဆိုတာကိုပြန်ပြီးဆိုမှအ ကိုကိုကိုမေးပြီးစဉ်းစားကြည့်စီခြင်းပါတယ်။ငါတကယ်ဆက်လက်တောက်ရှင်လို့တောက်တာလားပြင်းလို့တောက်တာလားစိတ်ပြေလက်ပြောက်ဖြစ်ချင်လို့တောက်တာလားတခုခုရှောင်လွှဲချင်လို့လားအတွေးတွေလွှဲဖြစ်ချင်တာမျိုးလားငါဘာလို့ဒီဆက်လက်ကိုတောက်မှာလဲဆက်လက်ကိုမတောက်ဘဲနေဖို့ပြောတာမျိုးမဟုတ်ဘဲနဲ့ဒီဆက်လက်ကိုကိုတောက်မဲ့ရည်ရွယ်ချက်ကိုတည်တည်ချာချာတည်ထားမှဆက်လက်တောက်ရတာအရသာပိုရှိတာမျိုးမို့ပါအဲဒါဆိုရင်ဆက်လိတ်ကိုအရသာရှိရှိတောက်ရှင်နေဆိုရင်တော့ဒီအချက်လေးတွေကိုဆက်လိတ်မတောက်ခင်မှာ3စက္ကန့်စာလောက်တွေးကြည့်ဖို့ပြောပြခြင်းနဲ့ ဒါပေမဲ့ကျွန်တော်တို့ရွှေနှုတ်တင်ကရုပ်ချောတဲ့အကိုကြီးတွေနဲ့ရုပ်ဆိုးတဲ့အမကြီးတွေကတော့ဆက်လက်တောက်တာကိုလုံးဝအာမပေးပါဘူးမိษွေတို့နေတိုင်းလှုပ်ဖြစ်တဲ့အရာတွေထဲမှာဘယ်နှခုလောက်ကငါတကယ်လှုပ်ချင်လို့လှုပ်လိုက်တယ်ဒီဟာကတော့ဒီတိုင်းလှုပ်နေကြမှုလို့လှုပ်ဖြစ်သွားတယ်ဆိုတာမျိုးတွေကိုတေချာပြန်ပြီးစမ်းစစ်ကြည့်ပါအကယ်၍ကျွန်တော်တို့ဒီလိုမျိုးနှိမ့်စင်လုံနေကြအလေးအချင်းဖြစ်နေတဲ့အရာတွေတည်းကတခုကိုမလှုပ်ပဲထားလိုက်ရင်ရောဘာတွေပြောင်းလဲသွားမလဲပိုကောင်းသွားမှာလားပိုဆိုးသွားမှာလားအဖြစ်တစ်ခုတော့ခေါင်းထဲမှာပေါ်လာမယ်လို့ထင်ပါတယ် ဒီဗီဒီယိုပြန်ချုပ်ရမယ်ဆိုရင်တော့မေခွန်းဆိုတာကလေးဘွားတွေကကျွန်တော်တို့ရင်ဆိုင်ရတဲ့အရာတစ်ခုပါဒါပါကြီးလေဒီကောင်ကဘာကောင်လဲဆိုတာမျိုးတွေကိုငငယ်တုန်းကဖေဖေမေမေတို့မေးတယ်လို့မျိုးအခုလက်ရှိအချိန်မှာလည်းမေခွန်းတွေကိုကုတ်ကုတ်ကုတ်ပြန်မေးတတ်ဖို့လိုပါတယ်အမေခွန်းဆိုတဲ့နေရာမှာလည်းအဖြေထွက်လာတာပို့ပြီးတော့ကောင်းပါတယ်မေခွန်းမရှိတဲ့အဖြေတွေကမကောင်းတယ်လို့မျိုးအဖြေမရှိတဲ့မေခွန်းတွေအတွက်လည်းဘဝတစ်လျှောက်လုံးစူးစမ်းရှာဖွေရင်းနဲ့အဖြေနဲ့နှီးစပ်ဖို့အတွက်စူးစမ်းရမှာပါ ကျွန်တော်ကိုယ့်ကိုယ်ကိုပြန်ပြီးတွေးတဲ့မိဟုံးတွေကိုခြာရည်ပြီးရင်အဖြေကိုပြန်ဆန်းစစ်ကိုယ့်ရဲ့မသိစိတ်ကပြောတာကိုနားထောင်ဖို့ကဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ပါပဲဒါဆိုရင်မိတ်ဆွေတို့ရောဘယ်လိုမျိုးမိဟုံးတွေကိုဒီဗီဒီယိုပြီးတဲ့အချိန်မှာကိုယ့်ကိုယ်ကိုပြန်မေးမယ်လို့ထင်လဲ အဲ့ဒီမေခွန်းတွေအတွက်ရောဘလိုမျိုးအဖြေတွေထွက်မယ်လို့ထင်လဲကိုယ့်လိုမျိုးဘဝတူတွေရောရှိလားရှိတယ်ဆိုရင်ရောသူတို့တွေရဲ့ဘဝတွေကနေဘလိုမေခွန်းတွေထွက်လာမလဲဆိုတာကိုသိကျင်နေဆိုရင်တော့ဒီဗီဒီယိုရဲ့အောက်မှာကွန်မန့်မှန်သွားရင်းနဲ့ဝေဖန်ခြင်းတိုက်ခိုက်ခြင်းမရှိဘဲနဲ့အခုနောက်ကိုအလုပ်ပေးရင်ကျွန်တော်တို့အတူတူအဖြေကိုစူးစမ်းပြီးရှာကြပါမယ် ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။